ောကဟောက်စစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်အခုတုံးသက်သွားမယ်အကြောင်းအရာကအာတထာဒလူးလူးဆိုတဲ့ခေါင်းစဉ်ပေါ့နော်ဆိုမီကယ်အာတထာကချန်ပီယံစ်လိဆင်းဖိုင်နယ်မှာသူ့အာဆင်နယ်နဲ့ဒီ PSG ကိုရှုံးပြီးတော့မကျော်ဝမ်းရလ3-1နဲ့ရှုံးတယ် home away ရှုံးတယ်ပြိုင်ပွဲကထွက်ခဲ့ရတယ်အဲထွက်ခဲ့ပြီးတဲ့နောက်မှာ disappointment ကိုနားလည်ပြီးနိုင်ပြီမဲ့ delusion ဖြစ်တဲ့ကိစ္စကြီးရတော့ ကြားလို့မကောင်းဘူးเนาะဒီပွဲပြီးတင်းထားရှင်းလုံးပေါ်မှာသူပြောသွားတဲ့စကားလေးမှာဒါပေမဲ့အသင်အပေါ် respect ကိမဲ့နေသလိုတခြားအသင်တွေပါအကုန်လုံးကိုပြောသွားတယ်အအရင်ဆုံးဒီ final တက်သွားတဲ့အတွက် final တက်သွားတဲ့အတွက်လို့ပြောတာเนาะ final တက်သွားတဲ့အတွက် PSG အသင်ကိုသူချီးကျူးပါတယ်ဒါပေမဲ့ဒီနေရာမှာသူ့အနေနဲ့ judgment ကိစ္စ ပေါ့နော် judgment လုပ်စရာကိစ္စတခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့နှစ်ပွဲသလုံးမှာသူတို့အသင်းက balancing game ထက်ပိုကောင်းခဲ့တယ်။သူတို့အသင်းကဘောလုံးပွဲနဲ့ပိုပြီးတော့ထိုက်တန်ခဲ့တယ်ဆိုပြီးသူပြောသွားတယ်။နှစ်ကြော်သလုံးအပီးမှာ PSG အသင်းရဲ့အကောင်းဆုံးကစားသမားပွဲပြိုင်ပွဲပွဲအကောင်းဆုံးကစားသမားကဒေါနာရမာဖြစ်ခဲ့တယ်။ဒါသူပြောသွားတဲ့စကားရယ်နော်။ ကျွန်တော်တို့အသင်းကအဲ့အရန်အရန်ကိုနှိစက်ခဲ့တဲ့ကျွန်တော်တို့လိုချင်တဲ့ result ကိုရဖို့အတွက်နှိစက်သောအခြေအနေကိုရောက်ခဲ့တယ်။ဒီနေ့လောက်ခဲ့တဲ့ကိစ္စအတွက်ရောပြီးတော့ဒီ PR တွေကိုကန်တွေတဲ့ဒီအသွေးအတွက်ရောဒီနေ့လောက်ခဲ့တဲ့ဒီနေ့ခစားခဲ့တဲ့ခြေစွမ်းပေါ့လေဒီနေ့ခစားခဲ့တဲ့ခြေစွမ်းအတွက်ရောဒီ PR တွေကိုကန်တွေခဲ့တဲ့အခြေအချင်းအတွက်ရောသူ့ကစားသမားတွေကိုသူကအရန်ကိုဂုဏ်ယူနေတယ် အဆောအဲ့ဒီဟာမှာတော့အငင်းပွားတယ်မရှိပါဘူး Arsenal Mikel Arteta ကိုရင်ကိုလည်းချီးကျူးသလို Arsenal ကစားသမားတွေမကျော်တော့မှကစားသမားတွေခြေစွမ်းကိုလည်းတကယ်ချီးကျူးတယ်သို့တော့ကျွန်တော်တို့အမြင်နဲ့ကြည့်တဲ့အခါကျတော့ Arsenal ကိုချီးကျူးမယ်ဆိုရင် Paris Saint-Germain ကိုရောမချီးကျူးတင်ဘူးလား Arsenal ကစားသမားတွေရဲ့စွမ်းဆောင်ရည်တင်ချီးကျူးစရာလား ဖရက်စင်ဂျမေးမှာရောဒေါ်နာရမအပြင်တခြားတီတူတွေကလာပါလေမရှိတော့ဘူးလားဆိုတော့မေးခွန်းထုတ်စင်ပေါ်လာတယ်ဆိုတော့ဒီမေးခွန်းအတွက်ပြောတဲ့အခါကျရင်တကယ်တော့နှစ်ကြော်စလုံးမှာဖရက်စင်ဂျမေးရဲ့ကွင်းလေကစားသမား၃ဦးရဲ့အလုပ်လုပ်ပုံဟာအာဆနယ်ကစားသမားတွေထက်ပိုကောင်းခဲ့တယ်အာဆနယ်ကွင်းလေထက်ပိုကောင်းခဲ့တယ်ခရော့စ်ကယ်လီယာဒမ်ဘလီရိုရဲ့ performance ကမာတီနယ်လီမီကေမာရီနို ပြီးပုခါယောစကားဒီသာသမားတွေထက်မညံ့ငယ်ဘူးဒီပြီးတော့ desert doe ပေါ့နော် desert doe ပြီးတော့ cross kalia tembele rubacola ဒီကသာသမားတွေရဲ့စောင်းဆောင်ရအစနကသာသမားတွေထက်ပေးပိုင်းမှာမညံ့ငယ်ဘူးမင်းနဲ့ဆက်အပြီးမှာကျွန်တော်တို့30နဲ့ဥဆောင်လေးတင်ပြီးဒုတိယကြော်ကိုသူပြောသွားတယ်ဘလုံးပွဲတစ်ပွဲကမင်းနဲ့ဆက်ပဲကသာတာမဟုတ်ဘူးလေ ဘလုံးမောဘွဲ7မိနစ်ပဲကစားရမှာဘလုံးမောဘွဲက half time တခုပဲကစားရမှာဘလုံးမောဘွဲဟာမိနစ်60ကစားတာဒီလိုမျိုး home away ကစားရတဲ့ပွဲတွေဆိုရင်မိနစ်180ကစားတာကျွန်တော်တို့မိနစ်20အပြည့်အသုံးကုန်တော့ဥဆောင်နေခြင်းဒါကြောင့်ကျွန်တော်တို့ပိုကောင်းပါတယ်ဆိုတဲ့အခါကဘလုံးမောရုပ်တည်မရှိဘူးအဲ့တော့ဒီပြိုင်ပွဲမှာဒီအဆင့်ကိုရောက်ဖို့ကျွန်တော်တို့အဝေးကြီးလာခဲ့ရတယ်လက်ခံတယ်တကယ်အဝေးဖြတ်သန်းခဲ့ရတယ် အဝေးဆိုတဲ့နေရာမှာကျွန်တော်ဒီယာတီတွင်မဟုတ်ဘဲနဲ့အာဆနယ်အသင်းဟာဒီလိုအဆင့်မှာဒီလိုခြေစွမ်းမျိုးနဲ့ကစားနိုင်မှုတွေမီကယ်အာတတာအများကြီးကြိုးစားခဲ့ရတော့အတိမတ်ပြောတယ်အာဆနယ်ကစားသမားတွေသူတို့ဒီယာတီမှာတကယ်တကယ်ဟိုရလက်ကြီးတွေပေါ့နော်သူတို့ရမ်မဒက်ကိုကစားသွားတဲ့နှစ်ကြော့ပြီးတော့ဒီချမ်ပီယံစ်လိအပြင်ကိုကျင်ဒီယာတီမှာမန်ချက်စတာစီးတီးကို5-1နဲ့9နဲ့ပွဲမျိုးသူတို့ဒီပွဲတွေကအာဆနယ်အသင်း လူလားမြောက်လာပြီးအောက်ဆန်တင်းဟာထိတ်တန့်အဆင့်ကိုရောက်သွားပြီဆိုတော့သက်တည်ပြရတဲ့ပွဲလေးဆိုတော့ကျွန်တော်တို့အဝေးကြီးကိုဒီနေရာရောက်ဖို့တော့အဝေးကြီးရောက်ခဲ့ရတယ်ဆိုတော့သကားကတကယ်မှန်တယ်အဲ့ဒီနောက်ွယ်မှာမီကယ်အာတီထားရဲ့အရေးအသွေးအာဆန်ကစားသမားတွေရဲ့အရေးအသွေးဒါတွေအကုန်လုံးကိုအတိအကျပြုတယ်သို့တော့ဒီပြိုင်ပွဲမှာကျွန်တော်တို့အကောင်းဆုံးဆိုပြီးဆက်ပြောတယ်အဲ့ဒီဟာကတော့ဟိုလက်မခံနိုင်လက်ရှိ semi final အသင်း၄သင်းထဲမှာပေါ့အာဆန်ဟာအကောင်းဆုံးအသင်းမဟုတ်ဘူး ျွန်တော်တို့အရန်လေးစားခဲ့တယ်နှစ်ကြော်သလုံးမှာကျွန်တော်တို့ပိုကောင်းတဲ့အသင်းဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ final မရောက်ခဲ့ဘူးနှစ်ကြော်သလုံးမှာအာဆနယ်ကနှစ်ကြော်သလုံးမှာပါရီစ်ဆင်ဂျာမိန်ထက်ဘလို့ပိုကောင်းခဲ့တာလဲအချိန်ပိုင်းလေးတွေကွက်ပြီးတော့ပိုကောင်းခဲ့တာကနှစ်ကြော်သလုံးမှာပိုကောင်းခဲ့တာမဟုတ်ဘူးလေကျွန်တော်တို့ဒီလိုပြိုင်ပွဲမျိုးမှာအနိုင်ရကျင်တယ်ဆိုရင်ကိုရတဲ့အခွင့်အရေးတွေကိုအသုံးချနိုင်မှာဖြစ်မယ်။ Okay အဲ့ဒီစကားကတော့ ဒါ universal truth ပဲလူတိုင်းပြောလို့ရတယ်အတင်းတိုင်းပြောလို့ရတယ်ဆမ်မြစ်စီလိုပြိုင်ပွဲမျိုးမှာဆိုတော့ကာလိုအန်ချလော်တီကလည်းပြောမှာပဲသူပြောရလဲမှန်ပါတယ်ဆမ်မြစ်စီလိုပြိုင်ပွဲမျိုးမှာဘောလုံးဝဲထိသွားခြင်းနေဆိုရင်အောင်မြင်မှုရခြင်းနေဆိုရင်အကောင်းဆုံးလုပ်ပြဖို့လိုတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဒါအကောင်းဆုံးလုပ်ပြဖို့လိုခြင်းကအတင်းတိုင်းပြောခွင့်ရှိသလိုအကောင်းဆုံးအတင်းတိုင်းလဲပို့ဆွဲတာမဟုတ်ဘူးဒါလည်းအမှန်တရားပဲဒါပေမဲ့ အကောင်းဆုံးတင်လိုက်ဖို့ဆိုတာမဟုတ်ဘူးဆိုတဲ့စကားကအခုဒီမီကီလာအထက်တာရဲ့ဒီရာသီအာဆနယ်အသင်းပြောလို့မရဘူး။ဘာကြောင့်လဲဆိုတော့သူတို့အသင်းဟာဒီ competition ရဲ့အကောင်းဆုံးအသင်းဟုတ်။သူကဒီပြိုင်ပွဲမှာရှိနေတဲ့အသင်းတွေအားလုံးထက်ကျွန်တော်တို့ပိုကောင်းပါတယ်လို့ထင်တယ်။အဲ့စကားကိုသူကပြောင်းမှန်ပြောတာ။ဒီပြိုင်ပွဲတစ်ခုလုံးမှာကျွန်တော်တို့အသင်းထက်ပိုကောင်းတဲ့အသင်းရှိတယ်လို့ကျွန်တော်မထင်ပါဘူးဆိုသူပြောသွားတယ်။ ဲ့လိုပြောပြီးတော့ဒါပေမဲ့ငါတို့ထွက်ခဲ့ရတယ်နော်ကျွန်တော်တို့ဒီပြန်ဝင်ထွက်ခဲ့ရတယ်ကျွန်တော်ဒီပွဲမှာဒီထက်ပိုပြီးတော့ထိုက်တန်နေကျွန်တော်တို့ဒီဒီ box အတွင်းမှာလာဒီထက်ကောင်းခဲ့မှာဆိုရင်ကျွန်တော်တို့ပိုဆွဲမှာဒါတော့တက်ခံပါတယ် box ထဲမှာဒီထက်ပိုကောင်းခဲ့ရင်ဆိုတော့ခြေသွမ်းမကောင်းလဲအကောင်းဆုံးအသင်းမဟုတ်လဲ box ထဲမှာ clinical ဖြစ်ခဲ့ရင်တော့ဒီအသင်းကဒီ post ဒီ semi final ရောက်နေပိုဆွဲနိုင်တဲ့အသင်းမျိုး လို့ပြောလို့ရတာပေါ့တိုးတော့အဲ့ဒီ box ထဲမှာဒီထက်ပိုကောင်းဖို့ဆိုတာကလည်းဘောလုံးရဲ့တစ်စိတ်တစ်ပိုင်းပဲဘောလုံးအားကစားနည်းရဲ့တစ်စိတ်တစ်ပိုင်းပဲဆိုတော့မီခလာချစ်တာကဒေါ်နာရမားကိုချီးကျူးတာဒီဘက်မှာလည်းသူအဲဗာလေ man of the match ရပါတယ်မလားဆိုတော့မေးတဲ့သူကတော့သူ့ကိုပြန်ပြီးတော့ပြောတယ်ဒီဘက်ဟာကင်မီရဘူးမလားဒါပေမဲ့သူ့တော့ကတော့ဒေါ်နာရမားပဲဆိုရင်သူထပ်ပြောသွားတယ်ဆိုတော့မီကယ်အာတီတာကသူနားလေပါတယ် စိတ်ပြတဲ့အခါမှာပြောတဲ့စကားတွေဒါပေမဲ့ဒီထဲမှာပဲကျွန်တော်ဘာအောင်မြင်ရလဲဆိုတော့မီကယ်ရဲ့ဘယ်လိုပြန်ထန်လုံးနဲ့နိုင်လို့စိတ်တို့ဒါတွေမြင်ရတယ်သူ့ရဲ့ဒီဘယ်လိုခေါ်မလဲဆိုတော့ဟိုမြင်မာလုံးနဲ့ယုံကြည်မှုတို့ပြန်ထန်လုံးနဲ့နိုင်လို့စိတ်တို့ဒါတွေကိုမြင်လဲကျွန်တော်တို့မြင်ရပါတယ်သို့တော့အဲ့ဒီအရာတွေကအမှန်တရားမဟုတ်ဘူးသူ delusion ဖြစ်နေတာကသူတို့အဲ့ဒါ parasitic main တဲ့ပုံမကောင်းကြီးလို့ တော့ Paris ညမှာကြာအာဆင်နယ်ပိုကောင်းတယ်ဆိုတာကသူအုပ်စုအဆင့်လုံးက2-0နဲ့နိုင်တဲ့ပွဲမျိုးအဲ့ပွဲအပြီးမှာကျွန်တော်လည်းချီးကျူးခဲ့တယ်အာဆင်နယ်ရင့်ကျက်လာပြီးအာဆင်နယ်လူသားမြောက်ခဲ့ပြီးအဲ့ဒါကလည်း Champion ဖြစ်မယ်လို့ပြောတာမဟုတ်အာဆင်နယ်ဟာပိုကောင်းတဲ့အဆင့်တစ်ဆင့်ကိုရောက်သွားပြီဆိုတာကိုအသိမှတ်ပြုတာဆိုတော့ပိုကောင်းတယ်ဆိုတာကဒါမျိုးကိုပိုကောင်းတာပိုကောင်းတယ်ဆိုတာ Real Madrid ကိုသူတို့ကစားခဲ့တဲ့နှစ်ကြော့မှာသူတို့ပြသခဲ့တဲ့ performance အဲ့ဒါပိုကောင်းတာဒါပေမဲ့ Barcelona အာဆင်နယ်ထက်ပိုကောင်းတယ် Paris Saint-Germain အာဆင်နယ်ထက် ိုကောင်းတယ် maybe inter milan နဲ့ paris arsenal ထက်ပိုကောင်းတယ်လို့ပြောရရတယ် semi final ပွဲစဉ်အတင်းလေးစဉ်တစ်သင်းကိုပထမအကြုံမှာ2ပွဲဒုတိယအကြုံမှာ2ပွဲပေါင်း4ပွဲအဲ့ဒီ4ပွဲရဲ့ခြေစွမ်းအရာကျွန်တော် rank ကိုစီရင် arsenal ဟာကျွန်တော်အမြင်တော့အဆင့်4မှာပဲရှိတယ်ဒါပေမဲ့ကျွန်တော် arsenal ကိုဒါဝေဖန်ခြင်းလို့မဟုတ်ဘူးเนาะအာဆန်ရဲ့လက်ရှိအခြေအနေကိုမြင်အောင်ပြရတယ်သူတို့အရင်မဝေးတော့ဘူးဒီခေတ်က အဲ့လိုပဲနောက်နှစ်တည်းမှာလဲသူတို့ quarter final မှာထွန့်ထွက်သွားမယ် semi final မှာထွန့်ထွက်သွားမယ်ဒါပေမဲ့ arsenal အသင်းဟာ europa ရဲ့အသင်းကြီးစီးရင်ဝင်သွားပြီအဲ့လိုနောက်နှစ်တည်းမှာသူတို့ champion လည်းဖြစ်ရင်ဖြစ်သွားမယ်အဲ့ဒီအချိန်ကျရင်သူတို့အကောင်းဆုံးလည်းဖြစ်ရင်ဖြစ်နေမယ်ဒါပေမဲ့အခုအချိန်မှာတော့မဟုတ် arsenal မှာကျွန်တော်တို့ဒီအနာဂတ်အတွက် တကယ် positivity ကိုကျွန်တော်တို့မြင်ရတယ်အများကြီးမြင်ရတယ်ဒါပေမဲ့ဒီနှစ်အတွက်တော့မဟုတ်ဘူးဆိုတော့သူပြောတဲ့စကားတွေကအဲ့သိပြီးတော့အဆင်မပြေဘူးတကယ်တမ်းကျတော့ဗျာ inter milan ရော PSG ရောနှစ်သင်းစလုံးက Champions League Final ကိုထိုက်တဲ့တန်းတန်းရောက်လာ။အရေးအကြီးဆုံးအချက်ကသူတို့ဟာကိုရတဲ့အခွင့်အရေးတွေကို grab လုပ်နိုင်တယ်။သူတို့အဓိကအဲ့ဒါလေသူတို့သူတို့အသင်းကောင်းတစ်သင်းဖြစ်ချင်းမှာအဲ့ဒီအရာကလည်းပါတယ်။ Arsenal အသင်းကအရန်တောင်းနေတဲ့အသင်းမှန်လေ။သူတို့မှာ individual quality ရှိတဲ့ကစားသမားတွေအများကြီးပါဝင်နေတဲ့အသင်းအဲ့ဒါလည်းဟုတ်တယ်။ဘိုင်မစ်ပရိုစင်ရောင်းကပိုကောင်းနေတယ်။ ရက်စညာမှာဒီပုံစံအတိုင်းမဆက်သွားမယ်ဆိုရင်ဒီအတိုင်းမဆက်ပြီးတော့အလုပ်ကြိုးစားမယ်ဆိုရင်သူတို့ရဲ့ game plan ကိုသူတို့ stick လုပ်နိုင်မယ်ဆိုရင် person ရဲ့ main ဟာ Champions League မှာပိုဆိုးသွားနိုင်တယ်အလားတူပဲ person ရဲ့ main ဟာ Inter Milan ကိုရှုံးပြီးတော့လေဒုတိယသာဖြစ်ရင်လည်းဖြစ်သွားနိုင်တယ်။ဘာကြောင့်လဲဆိုတော့ Inter Milan ပြသခဲ့တဲ့ performance Inter Milan ရဲ့ဒီစိတ်ပိုင်းဆိုင်ရာကအရန်ခိုင်မာလုံးတယ်။ကစားပုံကအရန်မှာကျော်လုံးတယ်။ဆိုတော့ Barcelona Inter Milan Paris Saint-Germain အာဆနယ်ဒီအသင်း၄သင်းဆီမိုင်းနယ်ကိုရောက်လာတယ်။ရောက်လာတဲ့၄သင်းစလုံးဟာပြတ်တမ်းမှုတွေကိုကြည်ရင်ထိုက်တန်လုံးမကထိုက်တန်ခဲ့တယ်။တကယ်ဒီ PSG ဆိုအုပ်စုအဆင့်မှာ Manchester City ကိုနိုင်နေရုံးထွက်မှာ Liverpool ကိုနှစ်ကြော့ကြော်ဖြတ်တယ်။ Quarter Final မှာ Aston Villa ကိုနှစ်ကြော့ကြော်ဖြတ်တယ်။ Semi Final မှာ Arsenal ကိုနှစ်ကြော့ကြော်ဖြတ်တယ်။သူတို့လည်းထိုက်တန်လာပဲ။ Barcelona, Yamal, Rafinha, Lewandowski ပြီးတော့ Queen မှာ Pedri တော့ဒီကစားသမားတွေပေါ့ပြီးတော့ Conde တို့လိုကစားသမားတွေအတိအမှတ်ပြုရမယ်။ ီဘာစလိုနာမှာလည်းဒီတူးချင်းအခြေအသွေးရောအသင်းလိုက်စုပွဲမှုအခြေအသွေးရောဘာစလိုနာကလည်းတော်တော်လေးမြင့်ပါတယ်အင်တာမီလန်ကိုကြည့်လိုက်ရင်လေရှစ်လေနောက်ကိုဒမအထိအင်တာမီလန်ဟာအင်မတန်ကိုဟန်ချက်ညီတဲ့အသင်းအင်မတန်စုစည်းမှုကောင်းတဲ့အသင်းကလောက်မှတူးနဲ့တူးကြတာမှာကော်ရီလိုကတ်ထားတဲ့အသင်းမျိုးစုစည်းမှုအဖြစ်စိတ်ဓာတ်အဖြစ်ပိုက်ပွဲဝင်စိတ်အဖြစ်ပြီးတော့ဒီအခွင့်အရေးတွေကိုအမိအယအစုတ်ကင်နိုင်တဲ့အခြေအသွေးကိုလည်းတွေ့ရတယ်ဆိုတော့ မိခရာဇတာကဒီခီးအထိဒီအသင်းကိုဒီသူပို့ဝေးခဲ့တယ်ဗောနော်အဲ့ဒီအတွက်ကြည့်ကြည့်ပါတယ်ပြီးတော့ဥရောပမှာအကောင်းဆုံး၄သင်စင်းဝင်လို့ပြောမှဆိုရင်လေကျွန်တော်တို့ကလိုလိုလားလားနဲ့အတိမတ်ပြုပါတယ်ပြီးတော့ဒီအာဆနယ်အသင်းဟာချန်ပီယံဖြစ်ဖို့အတွက်အခွင့်အရေးကောင်းတချို့ရှိခဲ့တယ်ဆိုတဲ့စကားပြောရင်လက်ခံတယ် အနာဂတ်အလွန်တောက်ပတဲ့အနာဂတ်ရှိနေတယ်ကြီးမားတဲ့အနာဂတ်ရှိမှရှိနေတယ်သို့မဟုတ်ဒီအသင်းဟာဥရောပရဲ့ထိတဲ့အဆင့်ကိုတောင်းတောင်းကြီးတင်းပြစ်ကြပြစ်ရောက်သွားပြီလက်ခံဒါပေမဲ့ဒီအသင်းသူတို့အထက်တောင်းပြောသလိုဒီပြိုင်ပွဲမှာကျွန်တော်တို့အသင်းထက်ပိုပေါင်းတဲ့အသင်းရှိတယ်လို့ကျွန်တော်မထင်ဘူးဆိုတာကြီးကိုတော့လက်မခံဘူးအ ਨੇ ဆုံးအာဆနယ်ဟာနှစ်ကျော်စလုံးအပြီးမှာ PSG ထက်တောင်းမှပိုကောင်းနေတယ်လို့မထင်ဘူးဆိုတော့ဒါကတော့မီကယ်အာတေတာရဲ့ delusion ပေါ့နော်အာတေတာ delulu နဲ့ပတ်သက်ပြီးတော့ ျွန်တော်အမြင်ကျွန်တော်အမြင်သုံးသပ်ခဲ့တာဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်